တော့ဦးနိုင်ရဲ့ဒီလိုက်ကလေးကို share လုပ်ရတဲ့မိတ်ဆွေတွေက share ပေးလိုက်ကြပါအကယ်၍ဦးနိုင်ပြတဲ့ like ထဲကနေပြီးတော့ပေါက်ကနန်းလေးများပါခဲ့မယ်ဆိုရင်တခြားသူတွေမြင်တော့ပေါက်တော့လေအတူတူပြောရတာပေါ့ဗျာနော်ကဲဟုတ်ပြီအဲ့တော့ like လေးမလွင့်ခင်နော် like လေးမလွင့်ခင်ဒီပွဲမှာဦးနိုင်နဲ့အတူတူပါတူတာ organizer လေးတွေကိုလေ့လာခြင်းနဲ့မိတ်ဆွေတွေကဒါဦးနိုင်ရဲ့ဒီဖုန်းနံပါတ်လေးရဲ့ Viber ကိုလာခဲ့ပေါ့နော်ဒါ internet ဖုန်းကို တကြိမ်စာကို2000ကျက်နဲ့ပေါ့နော်လက်တွဲလို့ရတယ်ပေါ့အဲ့ဒါလေးကကြုံညာဝင်လိုက်တာပေါ့နော်ကဲဟုတ်ပြီအဲ့တော့ပထမဦးဆုံးတော့ဦးနိုင်ကဒီအိုးကွန်နှစ်ဆိုတဲ့ကဏ္ဍလေးအာပေါ့နော်အဲ့ကဏ္ဍလေးကိုဦးနိုင်ပြပေးမယ်နော်ဟုတ်ပြီဒါဆိုရင်ကဲတို့ဒီမှာဒီစီလိုင်းလေးကတော့ဒါမကြခဏပေါ့နော်ဒါကစားပြစ်တဲ့လိုင်းလေးပဲပေါ့နော်ဒီသုံးလုံးပေါင်း9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  ဒီသုံးလုံးပေါင်းကိုပရိတ်သုံးခုပေါင်းရင်ကိုဆိုပြီးတော့ကိုဖြစ်ချင်းဒီတစ်မျိုးနှစ်မျိုးသုံးမျိုးလေးမျိုးငါးမျိုးခြောက်မျိုးကစားတယ်အဲ့လိုခြောက်မျိုးကစားပြီးတော့မှကိုရဲ့နှက်ခါ6ထိပ်လို့သူထည့်နော်ဒုတိယကမှလည်းအဲ့လိုပဲသုံးလုံးကို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 ပရိတ်သုံးခုပေါင်းကိုကိုဖြစ်ချင်းဒီတစ်မျိုးနှစ်မျိုးသုံးမျိုးလေးမျိုးငါးမျိုးခြောက်မျိုးကစားတယ်အဲ့လိုကစားပြီးတော့မှကိုရဲ့နှက်ခါ6ထိပ်လို့သူထည့်ခဲ့ ဟုတ်ပြီဒါဆိုရင်အဲ့နဲ့တို့ဒီတတိယကတ်မှာလဲသုံးလုံးပေါင်းကို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 ပရိတ်သုံးခုပေါင်းရင်ကိုလို့ကစားပြီးတော့ကိုရဲ့နှက်ကတ်ဒီ6ထိပ်လို့ကစားခဲ့တယ်အဲ့ကိုပြရှင်ဒီတမျိုး2မျိုး3မျိုး4မျိုး5မျိုး6မျိုးလို့ကစားခဲ့တယ်ကဲဟုတ်ပြီဒါတိုင်မင်ကိုဦးနိုင်ကတင်လိုက်တာတိုင်မင်ကိုအဲ့လိုတင်လိုက်တဲ့အခါမှာအဲ့တော့နော်အဲ့ဒီလိုဒီတင်ပြီးတာ ਨੇ ဒီပထမဦးဆုံးစပြီးတော့ဖြစ်ခဲ့တဲ့ဒါ90လမ်းနေပြီပေါ့အကုန်လုံးပေါ့နော် ကိုဖြစ်ရှင်ရဲ့ကစားတဲ့တော့ကိုဒါကိုးဆက်လန်းပေါ့အဲ့ဒီကိုးဆက်လန်းနေနဲ့ပဲအနန်းလေးတစ်ကွက်ကိုအကွက်ရွှေ့စနေနဲ့ဦးနိုင်ကကစားမှာဟုတ်ပြီအဲ့ဒါဆိုရင်ဒီပထမအကတ်မှာကိုဖြစ်ရှင်ကြီးကစားခဲ့တဲ့အတွက်ဒီနှစ်ထဲကနော်ဒီနှစ်ထဲမှာကိုရဲ့ပါဝါလေးထိပ်လေးခါလို့ကစားမယ်လေးခါလို့ကစားပြန်တယ်သူ့ရဲ့ဆောင်းမှာဒီသုံးလုံးပေါင်းချင်းကိုလို့ပြန်ထည့်မယ်ထည့်ပြီးတော့သူ့ရဲ့ဘေးက 933ဆိုတဲ့ကဏ္ဍဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တည်းမှာဒီကဏ္ဍကဒီနေရာမှာအကွက်ရွှေ့ဖြစ်နေကစားမယ်။ကစားတော့မဲ့အချိန်မှာလည်းဒီခါနဲ့ဒီပရိနဲ့ကိုးလို့ပုံတည်ထောက်မယ်။ခါသုံးလုံးပေါင်းခြင်းဒီရှစ်လို့သူကစားတယ်။ရှစ်လို့ကစားပြီးတော့လည်းဒီပရိဒီခွန်ပရိလို့ကစားရတယ်ပေါ့နော်။အဲ့တော့ထောက်ချက်လေးတွေလည်းပေါင်းတယ်။လေခါသုံးလုံးပေါင်းခြင်း၉သူ့ရဲ့ဘေးကကဏ္ဍဒီ၄နှစ်မြောက်မှာထွက်တော့မဲ့အချိန်မှာခါသုံးလုံးပေါင်းခြင်း၈ ရိတ်ခွန်ကပုံသေးကိုးဆက်လန်းနေကစားခဲ့တဲ့အတွက်ခါနဲ့ပရိတ်နဲ့ကိုးလို့ထောက်ချက်နဲ့ချက်နဲ့ဒီကနေ့ဒီကိုရွှေ့တယ်ဒါပထမတစ်ခက်ဒုတိယကမှလည်းအဲ့လိုပဲကိုးဖြစ်ရှင်နေကစားတယ်ဒီနေ့ထဲမှာ၄ခါလေးရပါပါဒီတုံးလုံးပေါင်းချင်းကိုးလို့ဖြစ်တယ်သူ့ရဲ့ဘေးရကနန်းနော်သူ့ရဲ့ဘေးရကနန်းဒီ၉၈ဆိုတဲ့ကနန်းကတနေ့နဲ့နဲ့သုံးနေ၄နှစ်မြောက်ထဲမှာဒီနေရာမှာလိုက်ထွက်တယ်နော်အဲ့တော့ဒီ၉၀လမ်းလေးကြီးနဲ့ကစားခဲ့တဲ့အတွက် ်ဦးရှိတိဆိုတဲ့ကနေဒီနေရာမှာထွက်တော့မဲ့အချိန်မှာခါသုံးလုံးကပုံသေးရှိဗရိတ်ခုံလို့ထောက်မယ်ဒီခါနဲ့ဒီဗရိတ်နဲ့ပုံသေးဦးလို့ထောက်ပြီးတော့မှသူထွက်တယ်ဒါဒုတိယအကန့်ဟုတ်ပြီဒါဆိုရင်တတိယအကန့်မှာဦးနိုင်တို့ကဒီမှာနော်ကိုးစားလန်နေကစားခဲ့တယ်သုံးလုံးပေါင်းကို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 ဗရိတ်သုံးခုပေါင်းရင်ကိုးဆိုပြီးတော့ကိုးစားလန်နေကစားခဲ့တဲ့အတွက်ဒီနေ့ချင်းမှာကိုးရဲ့ပါဝါ၄ခါ၄ခါရဲ့ဒီဆောင်မှာဒီသုံးလုံးပေါင်းချင်းကကိုးလို့ဖြစ်ပြီကိုးလို့ဖြစ်တာနဲ့သူ့ရဲ့ဒီဘက်ဘေးရကနန်းနော်ကိုးခုနှစ်ဆိုတဲ့ကနန်းဒီ တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တဲ့မှာဒီနေရာကိုလာကြမှာကြောက်ဖို့အတွက်ကိုလည်းခန်းသုံးလုံးပေါင်းခြင်းကရှစ်လို့ပုံတွေထည့်တယ်ဗရိတ်ခွန်ပုံတွေထည့်တယ်လေးခါနဲ့ငါးပရိနဲ့ပုံတွေကိုးလို့ထည့်ပြီးတော့ဒီနေရာလေးကိုဒါကိုးခွန်နှစ်ဆိုတဲ့ကဏ္ဍပတ်လေအကွက်ရွှေစနစ်နဲ့ကစားကျင်တာပေါ့နော်အကိုးခွန်နှစ်နဲ့ပတ်သက်ပြီးတော့ပြမယ်ဆိုရင်နောက်ထပ်အကွက်ရွှေကစားကွက်တွေ၃မျိုးလောက်ရှိတယ်သို့တော့အချိန်လေးကိုငဲကွက်ပြီးတော့ဥနေမှာမပြတော့ဘူးပေါ့နော်ဒါလေးတစ်ကွက်ဒီစီးလေးတစ်ခုနဲ့ကိုလုံလောက်တယ်ပေါ့နော်အဲ့တော့ပရမအကတ်မှာပရမအကတ်မှာကိုးပြရှင်နေကစားခဲ့တဲ့အတွက် ီတုံးလုံး၉လို့ဖြစ်တဲ့နှစ်ထဲက၄ခါဒီတုံးလုံးပေါင်းရင်၉လို့ဖြစ်ပြီးတော့အော်ဒီနေရာလေးမှာပြောဖို့တစ်ချက်မိသွားတာဒီ၄ခါတုံးလုံးပေါင်းရင်၉လို့ဖြစ်တဲ့ဘေးမှာ၉ထိတ်လို့လည်းဖြစ်ရမယ်၉ထိတ်နဲ့ကနန်းဒီဒီနေရာကိုလာရွှေ့တယ်ရွှေ့တော့မဲ့အချိန်မှာခါတုံးလုံး၈ဗရိတ်ခွန်ကားနဲ့ပရိနဲ့ကိုလို့ဖြစ်ပြီးတော့မှထွက်တယ်။ဒုတိယအကမှလည်းအဲ့လိုပဲ။ကိုဖြစ်ရှင်နေကစားတယ်။ကစားပြီးတော့၄ခါ၃လုံးပေါင်းချင်းကိုဒီမှာကိုထိနေကနန်း။ကိုရှိတိဆိုတဲ့ကနန်းဒီဒီနေရာမှာလာရှိတော့မယ့်ချိန်မှာခါ၃လုံးပေါင်းချင်း၈ဗရိတ်ခွန်ပုံဒီခါနဲ့ပရိနဲ့ကိုလို့ဖြစ်တာရဲ့ဘေးမှာထွက်တယ်။ဒါဆိုရင်ဒီတတိယအကမှလည်း ဥပိ္ပရှင်နေအားလုံးကိုဖြစ်စဉ်တွေကိုတီလိုက်တယ်တီပြီးတာနဲ့ဒီမှာ၄ခါဒီသုံးလုံးပေါင်းခြင်းကိုကိုထိတ်စီးနဲ့ကနဲနော်၄ခါလဲထောက်ရမယ်သုံးလုံးကိုလဲထောက်မယ်ကိုထိတ်လည်းဖြစ်ရမယ်ကိုထိတ်စီးနဲ့ကနဲကိုကိုနှစ်ဆိုတဲ့ကနဲဒီတနည်းနည်းသုံးနည်း၄နည်းဒီနေရာမှာထွက်တော့မယ့်အချိန်မှာသုံးလုံးပေါင်း၈လဲထည့်တယ်ဘရိတ်ခွန်လဲထည့်တယ်ခါနဲ့ဘရိတ်နဲ့ကိုလိုလဲထည့်တဲ့အတွက်ဒါကိုကိုနှစ်ဆိုတဲ့ကနဲကိုကြိုက်တဲ့မိတ်ဆွေတွေကအာပြီးတော့ထိုးလိုက်ပေါ့နော်ဒါဦးနိုင်ကတော့နေရာထိုင်ကိုအဆင်ပြေလို့ထည့်ပစ်လိုက်တာအာမထိုးခြင်းနဲ့မိတ်ဆွေတွေကနေရာထိုင်လေးကို အဆင်ပြေတယ်လို့ပဲလှည့်ပြီးထိုးလိုက်ပါတော့။ကြည့်ဟုတ်ပြီဒါကုခွန်နှစ်ကိုပြခဲ့တာပေါ့နော်။ဒါနောက်ထပ်ကြံတဲ့ကဏန်းလေးတွေကိုလည်းဦးနှံကထပ်ပြီးတော့ပြပေးမယ်။နော်။နောက်ထပ်ကြံတဲ့ကဏန်းလေးတွေကိုလည်းဦးနှံကထပ်ပြီးတော့ပြပေးမယ်ဆိုတော့နှံ့လို့ဒီမှာနော်။ဒါလေးကတော့ဒါဒီတုံးကက်စီလေးပေါ့နော်။ဒီ సై ကလေးကတော့ဒါဦးနှံတို့ဒါ68ခွန်တဲအောင်တဲ့ సై ကလေးပေါ့နော်။68ခွန်မှာ6ချိန်မှာနော်။ဦးနှံရဲ့မမ္မာအဖွဲ့ဝင်မိတ်ဆွေတွေရောအခုအပြင်အကောင့်မှာရှိတဲ့ဦးနှံကိုအေးတန်းအားပေးနေတဲ့ fan တွေရောပေါ့နော်။ ဒါလူကြီး380လောက်ပောက်ခဲ့တယ်ပေါ့အဲ့ဒီအချိန်လုံးကနော်ဒါဦးနိုင်လိုင်းပေါ်မှာပြခဲ့တဲ့လိုင်းလေးပေါ့နော်အဲ့တော့ဒီလိုင်းလေးတွေကနေပြီးတော့ဒီဘွဲမှာကဏ္ဍလေးတစ်ခွက်ကိုကစားမှဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီဘွဲမှာအဲ့ဒီကဏ္ဍလေးကလည်းဘယ်လိုပုံစံမျိုးကစားချင်တာလဲဆိုတော့68ခုလိုပုံစံမျိုးပဲသူကလည်းအင်မတန်ကောင်းတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ၃လုံးပေါင်း9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 နော်ဒီမှာလည်းအဲ့ဒီလိုပဲ၃လုံး9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 လို့ ကစားတယ်ကစားပြီးတော့မှဗရိတ်ရှိထိတ်နေဗရိတ်နေရှိလို့ထည့်လိုက်တယ်ဒါပထမတစ်ခက်ဈာထဲမှာ၃ညချရတယ်၃လုံးပေါင်း၉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 ကိုဖြစ်ရှင်၄မျိုးကစားတယ်ဗရိတ်ရှိထိတ်နေဗရိတ်နေရှိဈာထဲမှာ၃ညချရတယ်၃လုံးပေါင်း၉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 ကိုဖြစ်ရှင်၄မျိုးကစားတယ်ဗရိတ်ရှိထိတ်နေဗရိတ်နေရှိလို့သူထည့်အဲ့ဒီလိုထည့်ပြီးကြနဲ့ဒီပထမအကတ်မှာဒီကိုပြည့်ရှင်၄မျိုးကစားတဲ့အတွက်သူ့ရဲ့ဒီဘက်နှစ်မှာဒီခါနဲ့ဒီအခွနဲ့ကိုလို့ဖြစ်တာရဲ့အောက်ကဒီကနန်းဒီ ်3ကိုတစ်ဆိုတဲ့ကဏ္ဍသည်ကိုရဲ့နှက်ခတ်6မူလို့3ကိုတစ်သည်ဒီမှာ6ချိန်မှာထွက်တယ်ဒုတိယကတ်မှာလည်းကိုပြရှင်၄ကကစားခဲ့လို့ဒီဘက်နှစ်ထဲကဒီ3လုံးပေါင်း6လို့ဖြစ်တယ်အောက်က3တုံညာခွန်း3ညာ3ခွန်းဆိုတဲ့ကဏ္ဍသည်ကိုရဲ့နှက်ခတ်6မူလို့6ချိန်မှာပဲကစားတယ်ဒီတတိယကတ်မှာလည်းအဲ့လိုပဲကိုပြရှင်၄မျိုးကစားလို့ဒီဘက်နှစ်ကနော်3လုံးပေါင်းချင်း6ဆိုတာဒီတစ်ခုပဲရှိတယ်နော်ဒီခါနဲ့ဒီခွန်းနဲ့6လို့ဖြစ်တယ်အောက်က6 6ခွန်းဆိုတဲ့ကဏ္ဍသည်6ချိန်မှာကိုရဲ့နှက်ခတ်6မူလို့6ချိန်မှာနော်68ခွန်း1အဲ့ဒီပွဲမှာဒါ အောင်ခဲ့တယ်ဗောဒီစီလိုင်းအကြအဲ့တော့ဒီစီလိုင်းကနေနောက်ထပ်အကွက်ရွှေစနစ်နဲ့ဒီဘွဲမှာဘာကြီးကြံခဲ့လဲဆိုတော့ဒီပထမအကက်မှာကိုဖြစ်ချင်းနေနဲ့ကစားခဲ့တဲ့အတွက်ကို6ချောင်းမှာဒီအကွက်ရွှေကနေအောင်ခဲ့တယ်လို့ကြံနေတာဒီရှစ်ပဒိထိတ်နဲ့ပဒိနဲ့ရှစ်ဆိုတော့ကြံနေကြံနေတော့ဒီရှစ်ဖြစ်ချင်းကြောင့်နော်ရှစ်ဖြစ်ချင်းကြောင့်ဒီသုံးလုံးပေါင်းချင်းကိုလို့ဖြစ်တဲ့နေ့ထဲမှာရှစ်ရဲ့နှက်ကတိပဒိနော်ရှစ်ရဲ့နှက်ကဒီပဒိတိလို့ခံမယ်တိရပါပါဒီ6ပဒိ နော်တိပရိယအောက်က6ပရိ965ဆိုတဲ့ကဏ္ဍဒီဒီနေ့ထဲမှာအကွက်ရှိဖြစ်နေလိုက်ထွက်မယ်သူထွက်တော့မဲ့အချိန်မှာပရိရှိထိတ်နေပိနေရှိကြောင်းရှိပရိရဲ့ဇောင်းမှာပဲထွက်ရမယ်ဒီတိပရိအောက်က6ပရိဒီရှိပရိရဲ့ဇောင်းမှာထွက်ရမယ်တခြားအထောက်တွေရှိသေးတယ်အကုန်လုံးရှုပ်ချက်တွေခတ်ကုန်မှာဆိုလို့အနေကထည့်မပြတော့နော်အဒုတိယကမှလည်းအဲ့လိုပဲဒီကိုပြရှင်ရဲ့ကစားတဲ့ဟာဒီတုံညာတုံးခုဆိုတဲ့ကဏ္ဍက6ချိန်မှာအောင်ခဲ့တယ်အောင်ခဲ့တော့အဲ့ဒီမှာကြံခဲ့တာဒီရှိပရိထိတ်နေပိနေရှိလို့ကြံခဲ့တဲ့အတွက်ဒီနေ့သေးက နော်ရှိရဲ့နှစ်ခက်ဒီပြပရိတ်တိရပါပါဒီ6ပရိတ်ပရိတ်တိရအောက်က6ပရိတ်38ဒီဒီနေ့ထဲမှာပရိတ်ရှိရဲ့ဇောင်းပါပဲဒီထွက်တယ်ဟုတ်ပြီဒါဆိုရင်တတိယကမှာလည်းကိုပြည့်ရှင်နဲ့ပတ်သက်ပြီးတော့အဲ6ချိန်မှာ6ရှိကုန်းဆိုတဲ့ကနေကဒီအောင်သွားပြီအောင်သွားတော့ဒီပရိတ်ရှိအထိတ်နဲ့ပရိတ်နဲ့ရှိကြောင်းဒီနေ့ထဲမှာရှိရဲ့နှစ်ခက်ဒီဒီမှာတိပရိတ်တိရပါပါဒီ6ပရိတ်ဒီစီရပါမရှိဒီတစ်ခွက်ပဲရှိတယ်။ဒီပရိရဲ့အောက်က6ပရိ6နှစ်ရှိဆိုတဲ့ကနန်းဒီနော်ဒီနှစ်ထဲမှာဒီပရိရှိရဲ့ဇောင်းမှာ ကြရမယ်ဆိုတော့သူ့ရဲ့အောက်မှာဗရိတ်ရှိတီလုံးဝမရှိတော့ဘူးဗရိတ်ရှိတီဒါနောက်ဆုံးဘွဲပဲအဲ့တော့ဒီတိပရိတ်ရဲ့အောက်က6နှစ်ရှိဆိုတဲ့ကနေကဒီရှိပရိတ်ရဲ့ဈောင်းမှာကြမယ်ဆိုတော့ဒါဒီဘွဲနောက်ဆုံးပဲပေါ့နော်အင်မတန်ချစ်စရာကောင်းတဲ့ line ဖြစ်တယ်ဒီ site နဲ့ပတ်သက်ပြီးဒီအကွက်ရွှေကနန်းကပေးမယ်ဆိုရင်ဒီကနန်းလေးကလုံးဝပေးနိုင်တယ်ပေါ့နော်ပထမကတ်မှလည်းအဲ့လိုပဲဖြစ်စင်နေအားလုံးကိုတေလိုက်တယ်တေပြီးတာနဲ့တိပရိတ်ရဲ့အောက်က6ပရိတ်ဒီဒီရှိပရိတ်ရဲ့ဈောင်းမှာထွက်တယ်ဒုတိယကတ်မှလည်းအဲ့ဒီလိုပဲဖြစ်စင်နေအားလုံးကိုတေလိုက်တယ် ဒီတိပရိရဲ့အောက်က6ပရိ3 5 6ဆိုတဲ့ကဏ္ဍဒီဒီရှိပရိရဲ့ဇောင်းမှာပဲထွက်တယ်တတိယအကမှာလည်းဖြစ်စဉ်တွေအားလုံးကိုတင်လိုက်တယ်တိပရိရဲ့အောက်က6ပရိဒီ6နှစ်ရှိဆိုတဲ့ကဏ္ဍဒီပရိရှိကလည်းဒါနောက်ဆုံးပဲဒီနေရာလေးမှာပဲထွက်ရမှာပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဦးနှင်းကတော့ဒီ6နှစ်ရှိကိုနေရာထိုင်ရုပ်ဒီတိုင်းပဲရေးပေးထားတယ်ကြိုက်တဲ့မိတ်ဆွေတွေကအာပြီးထိုးလိုက်ပါအာမထိုးခြင်းနဲ့မိတ်ဆွေတွေကနေရာထိုင်ကိုကိုယ့်အလင်းလက်ကိုအစဉ်ပြေလို့ထိုးလိုက်ပေါ့ဗျာနော်အဲ့ဦးနိုင်ကြံပေးနေတာကတော့အကွက်ရွှေစနစ်ကစားတဲ့အခါမှာဒီကဏ္ဍလေးတစ်ခွက်ကိုကိုကကြိုက်ပြီးဆိုရင် ဒါအာစနစ်ဆိုရင်6ခွက်ကြမယ်အဲ့ဒီ6ခွက်ထဲမှာကိုကြိုက်တဲ့ကဏ္ဍကိုဥပမာပေါ့ဗျာ9000မိုးထုတ်လိုက်တယ်ဆိုကြပါလို့အကြိုက်ဆုံးကဏ္ဍတစ်ခွက်ကိုဒါ6နှစ်ရှိဒီကြိုက်တယ်ဆိုရင်9000မိုးထုတ်လိုက်တယ်ကြံကဏ္ဍ9ခွက်ကိုအနည်းဆုံးပေါ့900ဘူးလောက်ကတော့ရန်သိနေပေါ့နော်ဒါဥနဲ့ရဲ့အမည်လေးကိုပြောပြတာနော်ကိုကြိုက်တဲ့နေရာထိုင်နေတဲ့ကွက်ကိုထုတ်လိုက်ပေါ့ဟုတ်ပြီဒါဆိုရင်ဥနဲ့တို့အခုပြခဲ့တာအကွက်ရွှေစနစ်နဲ့ဒီမှာဒီ9ခုနှစ်ပြခဲ့ပြီ6နှစ်ရှိပြခဲ့ပြီဟုတ်ပြီဒါဆိုရင်ဒီကလင်နာထဲမှာပဲနောက်ထပ်စိုက်ကလေးတွေကိုဥနဲ့ကထပ်ပြပေးမယ်နော်နောက်ထပ်စိုက်ကလေးထပ်ပြပေးမယ်ဆိုဥနဲ့တို့ ဒါကလင်နာတွေအများကြီးမတုံးတော့ဘူးเนาะဒီထဲမှာပဲဦးနဲ့ရှင်းအောင်လေးတော့လောက်ထားတယ်ပေါ့เนาะဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီကနေစမယ်82ပေါ့ဒီ82ခုနဲ့82ခုနဲ့ဒီနှစ်စုံတဲ့ခုနှစ်တွေကကဏ္ဍတစ်ကွက်ပေါ့နှစ်စုံတဲ့ခုနှစ်တွေကကဏ္ဍတစ်ကွက်၄36ဆိုတဲ့ကဏ္ဍကဒီနှစ်နှစ်ကြာပြီသူ့ရဲ့မြင်းကုန်မှာဒီကဏ္ဍကဒီမှာအကွက်ရွှေ့ဖြစ်နေထွက်တယ်ထွက်တဲ့အချိန်မှာနှစ်စုံတဲ့ခုနှစ်ထရကဏ္ဍက၅စုံတဲ့ခုနှစ်ကိုအကွက်ရွှေ့ဖြစ်နေထွက်တဲ့အတွက်နှလုံးပေါင်းချင်းခွန်ပါတဲ့ကဏ္ဍထွက်တယ်ဒါပရမတ်တကယ်ဒုတိယ52ခုနှစ်ထရဒီကဏ္ဍ ်ငါးဆုံးတဲ့ဂုဏ်တွေကိုထွက်တဲ့ခါမှာလဲနှလုံးပေါင်းချင်းခွန်ပါတယ်ကနေထွက်တယ်တတိယကဒီနှစ်ဆုံးတဲ့ဂုဏ်တွေကဒီကနန်းဒီငါးဆုံးတဲ့ဂုဏ်တွေမြင်းကုန်မှာထွက်တဲ့အချိန်မှာလဲနှလုံးပေါင်းခွန်ပါတယ်ကနေထွက်တာဟုတ်ပြီဒါဆိုရင်ဒီစတုထအကပ်ပေါ့နော်အဲ့တော့နှစ်ဆုံးတဲ့ဂုဏ်တွေကဒီကနန်းဒီငါးဆုံးတဲ့ဂုဏ်တွေကိုထွက်မယ်ဆိုရင်နှလုံးပေါင်းချင်းခွန်ပါတယ်ကနေထွက်တာနော်ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမြင်းစမအကပ်မှာဒီနှစ်ဆုံးတဲ့ဂုဏ်တွေကနော်နှစ်ဆုံးတဲ့ဂုဏ်တွေကဒီကနန်းတိတုံညာ6ဆိုတဲ့ကနန်းဒီနှလုံးပေါင်းချင်းခွန်ပါတဲ့အတွက် ဒီနေရာလေးကိုဒါဥနိုင်ငါထွက်ရှင်တယ်ထို့သူနောက်ပွဲမှာနှလုံးပေါင်းချင်းခွန်ပါတယ်ခင်ဗျာဒီတကွက်ဒီနေရာလေးကိုထွက်ရှင်တယ်အဲ့တော့ဂျားထဲမှာဒီဒီနှစ်တင်ကတော့မပါတော့နောက်ဆုံးပွဲကြဒီနေရာလေးမှာလည်းနှလုံးပေါင်းချင်းခွန်ပြောဒါသုံးပွက်ပဲထိုးရမှာအဲ့တော့ဒီပွဲမှာတော့နှလုံးပေါင်းချင်းခွန်ပါတယ်ခင်ဗျာကိုဒါတစ်တုံညာဒါကတစ်တုံညာ6နော်ဒါ9ဆုံးနဲ့9နှစ်တိုင်းမှာအကွက်ရွှေစနစ်နဲ့ကစားတာလေးကိုပြပြီးထောက်ချက်တွေပြမယ်ဆိုအများကြီးပဲနော်ကယ်လင်ဒါတွေစုပ်ကုန်မှာဆိုလို့ဥနိုင်ရဲ့မိတ်ဆွေတွေအတက်နိုင်ဆုံးရှင်းရှင်းလင်းလင်းမြင်အောင်ဒါဥနိုင်ကပြပြရခြင်းဖြစ်ပါတယ်ကောင်းပြီဒါဆိုရင်နောက်ထပ်တစ်ခု ်နောက်တစ်ခုကကြတော့ဒီဒါဆိုရင်နောက်တစ်ခုကကြတော့ဦးနေတို့ဒီမှာဒါရှစ်ဆုံးတဲ့ကုနေတဲ့ဒီရှစ်ဆုံးတဲ့ကုနေတဲ့ကပထမဦးဆုံးသုံးထိပ်စီးတဲ့ကနေဒီရှစ်ဆုံးတဲ့ကုနေတဲ့ကသုံးထိပ်စီးတဲ့ကနေဒီတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်ခုနှစ်နှစ်မြောက်တယ်မှာသုံးထိပ်စီးတဲ့ကနေဒီသူ့ရဲ့ဒီဘက်ခုနှစ်နှစ်မြောက်တယ်မှာထွက်တယ်နော်ဒါ88ကုနေကကနေဒါဆိုရင်ဒီ88ပြီးတော့80နဲ့8ကုနေကကနေသုံးထိပ်စီးပြီးတော့၄ထိပ်စီးတဲ့ကနေ၄ထိပ်တဲ့ကနေဒီတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်ခုနှစ်နှစ်မြောက်တယ်မှာဒီမှာလာထွက်တယ် ော်သုံးထိပ်ပြီးတော့၄ထိပ်နဲ့ကဏ္ဍဒီမှာလာထွက်တယ်ဒါဆိုရင်88ပြီးပြီဆိုတော့ဒါ98ခုနှစ်တည်းကကဏ္ဍနော်၄ထိပ်ပြီးတော့ဒါဥက္ကဋ္ဌ5ထိပ်စီနဲ့ကဏ္ဍတနည်းနည်းနည်း3နည်း4နည်း5နည်း6နည်း9နည်းမြောက်တယ်မှာ5ထိပ်စီနဲ့ကဏ္ဍဒီမှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်98ပြီးတော့2008ခုနှစ်တည်းကကဏ္ဍ5ထိပ်စီပြီးတော့5ထိပ်ပြီးတော့ဒီမှာ6ထိပ်စီနဲ့ကဏ္ဍ64ဆိုတဲ့ကဏ္ဍဒီတနည်းနည်းနည်း3နည်း4နည်း5နည်း6နည်း9နည်းမြောက်တယ်မှာဒီမှာလာထွက်တယ်နော်ဟုတ်ပြီဒါဆို90 2008ပြီးတော့2018ခုနှစ်တည်းကကဏ္ဍနော်ပထမတော့က၃ထိပ်စီနဲ့ကဏ္ဍ ဒီမှာလာထွက်တယ်ဒုတိယအကန့်မှာ၄ထိပ်စီနဲ့ကဏ္ဍဒီမှာလာထွက်တယ်တတိယအကန့်မှာ၅ထိပ်စီနဲ့ကဏ္ဍဒီမှာလာထွက်တယ်စတုထအကန့်မှာ၆ထိပ်စီနဲ့ကဏ္ဍကဒီမှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်အခုဒါပြင်ဆင်မှမရဘူးနော်ဒီ၂၀၁၈ထိကွန်ထိပ်စီနဲ့ကဏ္ဍရွေးချယ်တွေကလုံးဝမရှိဘူးပေါ့နော်တကွက်ပဲရှိတယ်ဦးနေနဲ့တို့လိုက်ကြည့်လိုက်ခွန်ထိပ်စီနဲ့ကဏ္ဍဒီခွန်၆တုံညာဆိုတဲ့ကဏ္ဍလေးတကွက်ပဲရှိတယ်သူ့အောင်မှာလည်းခွန်ထိပ်စီဒီမရှိတော့ဘူးအဲ့တော့ဒီခွန်6တုံညာဆိုတဲ့ကဏ္ဍလေးကိုဒါဒီဘွဲမှာနော်အခုနိုင်ငံတော်ဒီလိုလေးထည့်ပေးတယ်6တုံညာခွန်လို့ထည့်ပေးလိုက်တယ် နော်အကယ်၍ကြိုက်တဲ့မိတ်ဆွေတွေအားပြီးထိုးလိုက်ပါဒါနောက်ထပ်ဒီ639ခုနဲ့ပတ်သက်တဲ့မိုးဆက်တွေလည်းရှိတယ်ဒါအချိန်လေးကိုငတ်ွက်ပြီးတော့မပြတော့ဘူးပေါ့နော်